၂၀၁၇ဇွန်လ၁၀ရက်နေ့ကကျင်းပပြီးသီးခဲ့တဲ့ World Lightweight Champion သူ Asian Warrior မြန်မာ UF လက်ဝတ်စင်ကိုပွဲကြည့်တွင်မြန်မာနိုင်ငံသားဆိုလင်းကပိုလန်နိုင်ငံသားဆာလာရက်ကိုအမှတ်ပြအရှုံးပေးခဲ့ရပြီးတူတူကတော့ပြင်သစ်နိုင်ငံသား James Pinne ကိုအမှတ်ပြအနိုင်ရရှိခဲ့ပြီးရှုံးပွဲမရှိစံချိန်ဆက်လက်ရည်တွယ်နိုင်ခဲ့ပါတယ်။ WSC 2မှာအဓိကသွဲဆိုင်အဖြစ်ရှင်ပြိုင်ထိုးတက်ခဲ့သည့်မြန်မာနိုင်ငံသားဆိုလင်းနဲ့ပိုလန်နိုင်ငံသားအာတာဆာလာရက်တို့ပွဲစဉ်မှာတော့ပွဲစကားကလေးကသူတပြန်ကိုတပြန်တိုက်စစ်ပွင့်ထိုးခဲ့တော့လေ နှစ်ဦးစလုံးမှာချက်ကောင်းကိုထိမှန်ခြင်းမရှိပဲဒုတိယအကြီးပြီးဆုံးခဲ့ရပါတယ်။တတိယအကြီးရောက်မှာတော့ဆိုလင်ဦးကအာတာသားစိတ်ကိုစွပြီးတရဆက်ဖီတိုးခဲ့တဲ့ပြင်အာတာတိုင်းမှာအမတ်စင်ရစ်သက်ခံခဲ့ရပါတယ်။စတုဒ္ဒအကြီးမှာဆိုလင်ဦးကအနာခံကတိုးတက်ပြီးစာရတဲ့ကတော့ထိုးချက်များကိုရှောင်သိမ်းကကာထိုးခဲ့ပါတယ်။ငါချီပြီးမှာတော့အနိုင်ဆုံးမပေါ်တဲ့ပြင်အမတ်ပေးအဆုံးဖြတ်ခံယူခဲ့ရအမတ်ပေးတိုင်သုံးစလုံးက အပြတောင်းမှ အာတာတိုင်းကိုနိုင်ပေးခဲ့ပါတယ်။ ယခုရှုံးဝဲကြောင့်ဆိုးလင်းကနိုင်ငံခြားလက်ဝဲသမားများနဲ့ထိုးတက်တိုင်းရှုံးဝဲမရှိစံချိန်ချိုးပြတ်ခဲ့ရပါတယ်။ပြန်ဝဲကြရဖို့အရာကြီးပြန်ပေးရအရာကြီးတော့ကောင်းတယ်ဆိုတော့လည်းကိုထက်လည်းအများကြီးကောင်းတယ်ပြီးတော့ကီလိုလည်းအများကွာတော့လေအဲ့ဒါပြန်ဝဲရဘလို့မှလှုပ်လို့မရတော့ဟုတ်ရှုံးရရှုံးရတော့ပေါ့ဟုတ်ကဲ့လာမဲ့ပွဲပေါ့တွဲပေါ့နော်ဒီကြပြန်လှုပ်ပြီးတော့အခုလာအဖေးကြတဲ့ပြည်သက်တွေပေါ့နော်အနိုင်မရပေးနဲ့တွဲလာမဲ့ပွဲတွဲဖို့အနိုင်ရအောင်ပြန်လှုပ်ပြီးမယ်လို့ပြောချင်ပါတယ်ပြည်သက်ဟုတ်ဘာမှတော့ပြောစရာမရှိတော့ဒါတွေဆုံးဖြတ်တော့မှပါတယ်တကယ်လည်း ဖြစ်သေးပါတယ်ဒါဆိုပြတာမှန်တယ်တန်ရအားလုံးတူတူနဲ့ James Bean တို့ပွဲစဉ်မှာတော့တူတူကတူထက်အရက်မြင့်တဲ့ Bean ကိုအကောင်းဆုံးရှင်ပြန်ထိုးတက်ခဲ့ပါတယ်တတရကြီးပြီးဆုံးဒီအသည့်သူမသားကိုမသားအနေအထားတွေရှိခဲ့ပြီးစတုဒ္ဒကြီးရောက်မှာတော့တူတူကသူအားတာတဲ့အခြေခံချက်တဲ့လက်သီးတွေခက်ဆက်စိတ်အုံပြုကပွဲသိမ့်ဖို့ကြိုးစားခဲ့ပါတော့လေ James Bean ကပါနက်စွာရှောင်သိမ့်နိုင်ခဲ့ပါတယ် နောက်ဆုံးအကြည့်ပြီးဆုံးသည့်အထိအနိုင်ရှုံးမပေါ်တဲ့ပြည့်အမှတ်ပေးအဆုံးဖြတ်ခံယူခဲ့ရာပထမတုံးကြီးမှာထိကျက်ပိုတာခဲ့တဲ့တူတူကအနိုင်ရရှိခဲ့ပါတယ်။ယခုနိုင်ပွဲကြောင့်နဂမန်ကလပ်တူတူသည်ရှုံးပွဲမရှိစံချိန်ကိုဆက်လက်ရည်တွန်းနိုင်ခဲ့ပါတယ်။ကျွန်တော်ခုပြန်ခဲ့တဲ့ဒီဂျင်းပင်နေကကျွန်တော်ထက်အရက်ကလည်းအရန်ရှည်กว่าတယ်။ခြေတန်လက်တန်กว่าတယ်လို့သူ့ကိုထိအောင်ထိုးဖို့ဆိုတာရန်ခဲနေတယ်။ရန်ခဲတော့ကျွန်တော်တချီပြီးတချီမှသူ့ကိုစမ်းတက်ပြီးတော့သူ့ကိုကျွန်တော်ကူးကတ်ထိုးမှဝင်လုံးထိုးမှသာရတော့မယ်ဆိုတော့ ပုံစံနဲ့ဝင်ထိုးခဲ့ရတယ်။ပြီးတော့ကစားသမားကောင်းတောက်လည်းဖြစ်တယ်။အခြေတန်လက်တန်လည်းအရန်ရှည်ရတဲ့အတွက်ကျွန်တော်တို့နည်းနည်းခက်ခဲရှိရပါဘူး။ကျွန်တော်ကရှုံးမှကိုကြောက်တယ်။ထိုးရမှကိုကျွန်တော်မကြောက်ဘူး။ရှုံးမှကိုကြောက်တဲ့အတွက်ကျွန်တော်ရှုံးဝမ်းရှိရတယ်။လေ့ကျင့်နေစဉ်လည်းကိုယ့်ရဲ့ကစားသမားကိုကျွန်တော်တို့ပြန်ဘက်ကိုလေ့လာအကြာလေ့လာပြီးရှင်းမှထိုးတတ်တယ်နော်။အဲ့ဒါကြီးအဓိကကြောက်တယ် မချီပွဲပြန်လည်နှဲ့ခဲ့တဲ့သွေးတင်ဝင်လိုက်တဲ့ရွှေရမန်တို့ပွဲမှာတော့ငယ်ကုံနဲ့မာကုံပြိုင်တဲ့ပွဲဖြစ်ခဲ့ရပါတယ်။ရွှေရမန်ကပွဲစကလေးကတော်တော်လက်လက်ထိုးခဲ့တော့လေသွေးတစ်ကတော့အမားဆောက်ကအခွင့်ကောင်းယူထိုးတက်ခဲ့ပါတယ်။ဒုတိယအကြီး2မိနစ်48စက္ကန့်ရောက်မှာတော့သွေးတစ်ရဲ့ဘဲဝိုက်လက်သီးကြောင့်ရွှေရမန်ညာမျက်ခုံးကွဲကစေကူတမှုခံယူခဲ့ပါတယ်။တို့ရတဲ့ဆရာဝန်ဆက်လက်ထိုးတက်ခွင့်ပေးခဲ့ပြီးနောက်ဆုံးအချီပြီးဆုံးနေအသည့်အကျိတ်နယ်ပြန်လည်ထိုးတက်ခဲ့ပါတယ်။ပွဲပြီးဆုံးသည့်အသည့်နိုင်ရှုံးမပေါ်တဲ့ဖြစ်အမှတ်ပေးဆုံးဖြတ်ခံယူကာ အမှတ်ပေးတိုင်သုံးစလုံးကသွေးသစ်ဝင်လံကိုအနိုင်ပေးခဲ့ပါတယ်။ဩစတြေးလျနိုင်ငံသား Joseph Ferrin နဲ့ထိုးတက်တဲ့ပွဲစဉ်ကတော့အပြည့်အဝသွေးသစ်မှာဖိုးတော်အတွက်အကောင်းဆုံးပွဲစဉ်ပွဲလို့ပြောရမှာပါ။ဖိုးတော်ရဲ့အားနည်းချက်တွေကိုမြင်တွေ့ခဲ့ရတယ်လို့ Joseph Ferrin ရဲ့မထင်မှတ်တဲ့တုံ့ပြန်မှုတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ဒုတိယအကြီးပြီးဆုံးဒီအထိသူ့တပြန်ကိုတပြန်ထိုးကွက်တင်နဲ့ပြီးခဲ့ရပါတယ်။တတရအကြီးမှာတော့ဖိုးတော်တက်လုံကြခဲ့တော့လေသူ၏နောက်ပြန်တောင်ရိုက်ချက်တွေက first run ကိုအထိနာစေခဲ့ပါတယ်စတုဒ္ဒအကြီးမှာတော့ first run ရဲ့အားနည်းချက်တွေကို တွေ့ရှိခဲ့တဲ့ဖိုးတော်ကတတောင်ရိုက်ချက်တင်တဲ့အောက်ခြေသိမ်းကန်ချက်တွေကိုခက်ဆိုက်စိတ်အုံပြုကဖစ်ရိုင်းဒီအမှတ်စဉ်နှစ်ကြိမ်တိရေတက်ခံရကအရှုံးပေးခဲ့ပါလေ။သူကတော့ငယ်လဲငယ်တယ်ကျွန်တော်ထင်တယ်ပြီးတော့ကြက်ခါရင်တက်လို့လားဘောင်းလားအားလေကြီးရောပေါ့နော်။ကျွန်တော်တို့အဲ့လိုတွေမထင်တာဘူး။ဒါပေမဲ့ကျွန်တော်အထင်တော့မသေးခဲ့ဘူး။ဒါပေမဲ့အခုလိုမျိုးကျွန်တော်ရှင်းပြန်လိုက်တဲ့အခါမှာဟိုသူ့ရဲ့ဒီပေါ့နော်အခံရင်စိတ်တွေသူ့ရဲ့ဒီတက်တိတွေပေါ့နော်ဆက်လာတယ်။အဲ့ဒီတော့ကျွန်တော်မလွယ်ဘူးဆိုတော့ရောပေါ့။အဲ့တော့ကျွန်တော်ခက်ခဲရောကန်ခဲ့ရတယ်။အဲ့ပေါ်မှာကျွန်တော် ညာဆွမ်းရှိကြတော့ပေါ့နော်ကျွန်တော်ကစားပြီးတော့ဒီပြည်ကအားပေးမှုနဲ့ဟိုအောင်မရရှိကြတာမျိုးသက်တဲ့လက်ဝတ်သမားချင်းချင်းထိုးတက်ခဲ့သည့်ပွဲစဉ်မှာတော့စီတူကရှမ်းလေးကို၎င်းပိုက်ထွေးကချင်းရောင်ကို၎င်းအမှတ်ဖြစ်အသီးသီးနိုင်ရရှိခဲ့ပါတယ်။စိန်မြော့နဲ့ဖိုးလာပြပွဲစဉ်မှာတော့ဒုတိယချီမှာဖိုးလာပြလက်ချက်ဖြင့်စိန်မြော့အမှတ်စဉ်၄ချိန်ရည်သွက်ခံရကအရှုံးပေးခဲ့ရပါတယ်။ကြားပေါင်းနဲ့ထောက်အောင်ပွဲစဉ်မှာတော့ဒုတိယချီမှာတင်ကြားပေါင်းဤလက်ချက်ကြောင့်ထောက်အောင်ပယူခွဲကဆရာဝန်ကဆက်လက်ထိုးတက်ရန်ခွင့်မပြုသဖြင့်ကြားပေါင်းကအနိုင်ရရှိခဲ့ပါတယ်။ ကျခုပွဲတွင်ထူးထူးခြားခြားအစီအစဉ်ဖြင့် James Pine ကိုအနိုင်ရရှိခဲ့တဲ့တူတူကို WSC ရွှေကပတ်လူပွဲအဖြစ်ဩစတြေးလျနိုင်ငံသား Michael Bates တို့ကစင်ခေါ်ခဲ့ပါတယ်။ WSC 3မှာတော့ရွှေကပတ်လူပွဲများကိုသာကျင်းပသွားမှာဖြစ်ပါတယ်။